ဒီ project လေးကိုစပြီးသုံးလို့မယ်ဆိုရင်တော့အရင်ဆုံးမှန်ဘလူးမှာကတ်ထားတဲ့ sticker လေးကို user menu ဆောက်လေးနဲ့အသားလေးကလန့်ပြီးတော့အရင်ခွာလိုက်ပါပြီးရင်တော့လက်နှစ်ဖက်နဲ့ကင်ပြီးတော့လှည့်ပြီးတော့ချိန်ပြီးလိုက်ပါ။နောက်မြန်လှည့်မိတယ်ဆိုရင်တော့ screen ကဆောက်လို့ကြီးထွက်လာမှာနော် focus ဆိုတဲ့ logo လေးကိုအတက်ဖြစ်အောင်ထားလိုက်ရပါတယ်။ချိန်ပြီးပြီဆိုရင်တော့ဒီက adapter လေးပေါ့နော်သူကထွက်လာတဲ့ကြိုးလေးကို project ရဲ့နောက်ကအပေါက်မှာလက်မလေးနဲ့မိမိရရတက်မယ်။ဒီဘက်ကထွက်လာတဲ့ခေါင်းဝေကြတော့ plate တိုက်ရိုက်တက်ပေးရပါမယ်။အကောင်းဆုံးကတော့ကျွန်တော်တို့သုံးနေတဲ့ project လေးတွေ save ဖြစ်ဖို့အတွက် ဒါမျိုးစိတ်ကက်လေးတွေခံပြီးသုံးပေးဖို့အရေးကြီးပါတယ်စိတ်ကက်ခံပြီးသုံးခြင်းကရုတ်တရက်မီးယားဆောင်တက်ပြီးတော့ power adapter လောင်းသွားခြင်းကိုကာကွယ်ပေးပါတယ် PC ရတဲ့ solar battery တွေ power station တွေ inverter တွေနဲ့လည်းတွဲဖက်ပြီးတော့သုံးနိုင်ပါတယ်နောက်တစ်ခုက projector ကိုနေရာမှာကပ်ပြီးထားမယ်ဆိုရင်တော့အခုလိုမျိုးကပ်ပြီးတော့ထားလို့မရပါဘူးအ ਨੇ ဆုံးတစ်ပေခန့်ကွာပြီးတော့ထားဖို့လိုပါတယ်နောက်ပြီးတော့သူ့ရဲ့ပက်လယ်ပေါ့နော်ကျွန်တော်တို့ projector ရဲ့ပက်လယ်မှာလည်းအ ਨੇ ဆုံးတစ်ပေခန့် က်လည်းနေရာလိုပါတယ်လေဝင်လေထွက်ကောင်းမှုအတွက်ပါနေရာမှာကပ်ပြီးထားလို့မရတာကဆက်ရဲ့အနောက်ကလေပူထွက်တာဆိုတော့နေရာကိုကန်ပြီးတော့ဆက်ကိုအပူချိန်မြင့်တက်သွားမှဆိုလိုပါဆက်ကအရန်ပူလာပြီဆိုရင်အဆက်ရဲ့အတွင်းထဲက LCD ပြားလေးတွေလောင်သွားနိုင်ပါတယ်ဒါကြောင့်ပါ LCD ပြားလေးကဈေးကြီးပါတယ်ဘယ်လိုထားမယ်ဆိုတာသိပြီဆိုရင်တော့ remote control ကနေအနီရောင်ခလုတ်လေးကိုနှိပ်ပြီးတော့ power ဖွင့်လိုက်မယ် power တက်လာပြီဆိုရင်တော့ရုပ်ထွက်ပြသမှုကိုအလျော်လျောက်ချိန်ကြီးပေးတဲ့စနစ်တွေအားလုံးပြီးသွားတဲ့အထိစောင့်ပေးရပါမယ်လက်ရွှေ260 Pro က auto focus နဲ့ဖြစ်လို့ပါ အခုဆိုရင် screen ပေါ်လာပြီပေါ့နော်ကိုယ့်ရဲ့မျက်လုံးနဲ့ကြည့်လိုက်ပါရုပ်ထည့်ပြသမှုကလိုနေသေးတယ်ဆိုရင် remote control ကနေပဲ app အပေါင်းနှုတ် cloud ကလေးကိုနှိပ်ပြီးတော့ပြန်ပြီးတော့ချိန်လို့ရပါတယ်တစ်ချက်ချင်းစီနှိပ်ပြီးတော့ချိန်ပေးပါရုပ်ထည့်ပြသမှုကိုအားလုံးချိန်ပြီးပြီဆိုရင်တော့ညာဘက်အပေါ်တောက်က wifi logo လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ wifi သွားပြီးတော့ချိန်ပါမယ် wifi setting နဲ့ရောက်ပြီဆိုရင်တော့ကိုယ့်အရာ wifi နံပါတ်ကို okay နှိပ်ပြီးတော့ဝင်လိုက်မယ်ဝင်ပြီပြီဆိုရင်တော့ကျွန်တော်တို့ password ရိုက်မယ်ပေါ့နော် wifi password ရှင်းလုံးရိုက်မယ်ပြီပြီဆိုရင် remote control ကနေပြီးတော့ back cloud ကိုနှိပ်မယ် တစ်ချက်ပဲနှိပ်ရမယ်ပေါ့နော်နှစ်ချက်နှိပ်မယ်ဆိုရင်တော့အပြင်ပြန်ထွက်သွားမှဖြစ်လို့ပတ်ဆက်ပြန်ရရပါမယ်အဲ့တော့ back cloud လေးကိုနှိပ်မယ်ပြီးရင် OK ရဲ့အောက်ကများလေးကိုအောက်ချမယ်ပြီးရင် connect ဆိုတာလေးကိုနှိပ်လိုက်ရင် wifi ချိတ်ဆက်မှုကပြီးသွားပါပြီ bluetooth speaker တစ်ခါတည်းချိတ်ဆက်ပြီးသုံးရတဲ့မိတ်ဆွေတွေအတွက်ကတော့ wifi ရဲ့ဘေးက bluetooth ပုံလေးတွေကို remote ကနေ OK နှိပ်ပြီးတော့ဝင်လိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်တို့ bluetooth speaker ကို power on ပြီးတော့ standby လောက်လိုက်မယ်အဲ့ခါကျရင် projector မှာ speaker ရဲ့ model ပေါ်လာမယ်ပေါ့နော်အဲ့ခါကျရင်နှိပ်ပြီးတော့ join လိုက်ရင် bluetooth ချိတ်ဆက်မှုရပါပြီအဲ့တော့ကျွန်တော်တို့ဒီ wifi လည်းချိတ်ပြီးပြီ bluetooth လည်းကျွန်တော်တို့ join ပြီးပြီဆိုရင်တော့ကျွန်တော်တို့ youtube ထဲကိုသွားမယ် YouTube အကောက်ဝင်တဲ့နည်းလေးကိုကျွန်တော်ပြပေးပါမယ်။ YouTube ရဲ့ရောက်ရင်ဒီပုံစံလေးပုံမယ်ပေါ့နော်။အဲ့ဒီမှာကျွန်တော်တို့ Guest Star ဆိုတာလေးကိုနှိပ်လိုက်ပါမယ်။အဲ့တော့အထက်ရောက်သွားပြီ။ဒီလို QR ပေါ်လာတဲ့နေရာရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဖုန်းကနေပြီးတော့အကောင့်ထည့်လို့ရပြီ။တကယ်လို့ကိုကအကောင့်မရှိဘူးဆိုရင်တော့ဟိုအောက်ဆုံးက WhatsApp Guest ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့သုံးလို့ရပါတယ်။ အကောင့်ဆုံးကတော့ Gmail account ထည့်ပြီးတော့ join ပြီးတော့သုံးတာပိုကောင်းပါတယ်အဲ့တော့ account join ဖို့အတွက်ကကျွန်တော်တို့ဖုန်းကနေပြီးတော့ Chrome browser ထဲကိုဝင်လိုက်ပါမယ် Chrome browser ထဲရောက်သွားပြီဆိုရင်တော့အပေါ်ဘက်က search bar ရဲ့ညာဘက်တောက်ဆုံးလေးမှာ camera ပုံလေးရှိပါတယ်အဲ့ဒါလေးကိုနှိပ်ပြီးတော့ scan ဖတ်ပါမယ် open camera ဆိုတာလေးကိုနှိပ်လိုက်ပါမယ်နှိပ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ projector မှာရှိတဲ့ QR code ကိုဖုန်းကနေလှမ်းဖတ်မယ်အဲ့ဒီမှာ user link တစ်ခု ပေါ်လာမယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါနှိပ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဖုန်းကနေပြီးတော့ continue ကိုဆက်နှိပ်မယ် အပြာရောင်လေးကိုနှိပ်မယ်ပေါ့နော်ပြီးရင်အဲ့ဒီအပြာရောင်လေးပဲ continue ကိုဆက်သွားမယ် continue ကိုနှိပ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဖုန်းထဲမှာ join ထားတဲ့ YouTube Gmail သူကရွေးခိုင်းပါတယ်အဲ့တော့ YouTube မှာချိန်ထားတဲ့ Gmail လေးကိုနှိပ်ပြီးတော့ရွေးလိုက်ပါ ဂျီဘီဆိုရင် အပေါ်ကိုနည်းနည်းတင်အောက်ကိုနည်းနည်းဆွဲချပါတော့ဒီအောက်မှာအလောင်းနှိပ်ပေးရပါတယ်ပါမရှင်တောင်းတာပါတော့အလောင်းနှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ဖုန်းနံပါတ်ရှိတဲ့ YouTube အကောင့်ကို Projector ရဲ့ YouTube မှာထည့်လို့ပြီးသွားပါပြီခင်ဗျာနောက်တစ်ခုကတော့ဒီအပေါ်မှာကြံနေသေးတဲ့နှစ်ခုကိုကျွန်တော်ရှင်းပြပေးပါမယ် Bluetooth ရဲ့ဘေးကကျွန်တော်တို့ background ပုံလေးတွေချိန်တာပါတော့ကျွန်တော် Projector ကိုမယိုးအောင်ပေါ့အမြဲတမ်းပုံလေးတွေပြောင်းပြောင်းပြီးတော့တုံးလို့ရပါတယ်ဒီမှာကျွန်တော်နမူနာလေးတစ်ခုချိန်ပြပေးပါမယ်ကိုကြိုက်တဲ့ပုံလေးတစ်ပုံရွေးလိုက်ပြီးပြီဆိုရင် remote control နဲ့ okay လေးတစ်ချက်နှိပ်လိုက်ပါတော့ဒါဆို င်တော့နောက်ခံ background လေးပြောင်းသွားပါပြီပုံစံလေးအစ်စ်ဖြစ်သွားပြီပေါ့နော်တကယ်လို့ကိုကြိုက်တဲ့ပုံလေးတွေပြောင်းခြင်းနဲ့ဆိုရင်တော့ဒီနေရာလေးကိုသွားမယ်သွားတော့ USB stick ကနေပြီးတော့တစ်ဆင့်ကူးရတယ်ပေါ့နော်အဲ့တော့အဲ့နေရာလေးကိုဝင်ပြီးတော့ ကျွန်တော်တို့ပြောင်းပြီးတော့သုံးလို့ရပါတယ်။နောက်ဒီဘက်ဘေးကတပြက်စီးပုံလေးကတော့ memory cleaning လုပ်တာပါ။ကျွန်တော်တို့ software တွေသုံးပြီးပြီဆိုရင်တော့ memory cleaning လုပ်လုပ်ပြီးမှဆိုရင်တော့19ပေါ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 လေးသုံးနိုင်မှာပဲဖြစ်ပါတယ်။ remote ကနေပြီးတော့ okay cloud လေးတစ်ချက်နှိပ်လိုက်အောင်ပါပဲเนาะ။နောက်တစ်ခုကတော့ laptop တွေနဲ့တွဲဖက်ပြီးသုံးခြင်းလည်းဆိုရင်တော့ HDMI ကြိုးတော့လိုပါတယ်။ HDMI ကြိုးကိုကျွန်တော်တို့ projector ရဲ့နောက်မှာတစ်ခုတက်မယ်ပြီးရင် laptop မှာတစ်ခုတက်မယ်ပြီးရင် HDMI နေရာမှာ okay လေးနှိပ်လိုက်ရင်ရပါပြီ။ဒီမှာတော့ကျွန်တော်တက်မထားလို့ဘာမှမပြဘူးเนาะ။နောက်တစ်ခုက Android phone တွေ iOS phone တွေနဲ့ချိန်မ ယ်ဆိုရင်တော့ screen cast ဆိုတဲ့လေးကို okay နှိပ်ပြီးတော့သွားလိုက်ပါမယ် screen cast တက်ရောက်ပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ android phone တွေ ios phone တွေကိုချိတ်ဆက်လို့ရပါပြီဆိုတော့ချိတ်ဆက်နည်းနှမျိုးရှိပါတယ် wireless ချိတ်ဆက်နည်းရယ် usb ချိတ်ဆက်နည်းရယ် ဒီမှာကြည့်ပြီးတော့လုပ်လို့ရပါတယ်ချိတ်ဆက်တဲ့နေကိုတော့ကျွန်တော်ရဲ့ TikTok အကောင့်မှာတင်ပြထားပါတယ်ကိုလိုချင်တဲ့ software လေးတွေထည့်ချင်တယ်ဆိုရင်တော့ဒီမှာ Play Store လည်းပါတယ် Apple TV လည်းပါတယ်ဗျာ Play Store ကတော့ Gmail account ထည့်ရတယ် Apple TV ကတော့ Gmail account မလိုပါဘူးခင်ဗျာအဲဒီမှာဝင်ပြီးတော့ software လေးတွေရှာပြီး download ဆွဲလို့ရပါတယ်မြန်မာစာရင်းတို့ရုပ်ရှင်ဇာတ်ကားဇာတ်လမ်းတွဲတွေကြည့်ချင်တယ်ဆိုရင်တော့အခုဒီမှာကျွန်တော်ပြထားတဲ့ software လေးနှစ်ခုထည့်ပြထားပါတယ်အကောင့်လုပ်ပြီးတော့အစဉ်ကြီးတင်ပြီးကြည့်လို့ရပါတယ် ဘောလုံးပွဲတွေနဲ့တခြားသောအကစားလိုင်းတွေကို free ကြည့်လို့ရမယ့် software လေးလည်းထည့်ပေးထားပါတယ်ဒီကင်မရာပုံလေးနဲ့အမဲရောင်လေးပေါ့နော်အဲ့ဒါမှဝင်ပြီးတော့ကျွန်တော်တို့ကြည့်လို့ရပါတယ်ဒီဘက်မှာဆိုရင်တော့လားစင်ကြီးတွင်းစရာမလိုပဲနဲ့အကစားလိုင်းတွေကို full hd ထိကိုကြည့်လို့ရပါတယ်စုံပဲပေါ့နော် projector ကိုစပြီးအသုံးပြုမဲ့သူတွေအတွက်ဒီလောက်ဆိုရင်တော့လုံလောက်မယ်လို့မျှော်လင့်ပါတယ်စက်တင်အသုံးပြုပုံလေးကိုနောက်ဗီဒီယိုမှာမျှဝေပေးပါမယ်